အားလုံးမင်္ဂလာပါခင်ဗျာဇကာ YouTube Channel နဲ့ Facebook Page တို့ကနေကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုကတော့အများရန် တင်ပေးနေကြဖြစ်တဲ့ကျွန်တော်တို့ကပြုတ် ပြင်းနည်းနဲ့ပတ်သက်တဲ့ဗီဒီယိုမဟုတ်ဘဲနဲ့တခြားသီးသန့်အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော် YouTube မှာအချိန်နေအကြောင်းပေါင်းစုံကြောင့်သင်တန်းတက်ဖို့ရာခက်ခဲရှိနေကြတဲ့ပညာသင်ကြီးငယ်တွေကိုရည်ရွယ်ပြီးတော့ OVD စနစ်တွေ EFI စနစ်တွေနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတင်ပေးခဲ့တာနှစ်နှစ်နီးပါးရှိခဲ့ပြီပဲဖြစ်ပါတယ်အဲ့ဒီဗီဒီယိုတွေက ပြသင်းတွေအတွက်တာမကပဲနဲ့တချို့ကားပြုပြင်တဲ့ကျွန်တော်တို့ level တစ်ခုကိုရောက်နေတဲ့သူတွေအတွက်ကိုပါအထောက်ကိုအများကြီးပြုပေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလူတွေကနေသင်တန်းဖွင့်ပေးဖို့တောင်းဆိုထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်သင်တန်းဖွင့်ပေးတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေရာမှာညင်ညာပေးချင်တာပဲဖြစ်ပါတယ်သင်တန်းကိုတော့ကျွန်တော်တို့ဒီဇင်ဘာလ1ရက်နေ့မှာစတင်ပြီးတော့ဖွင့်လွှတ်တော့မှာပဲဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုကြည့်နေတဲ့သူက ကျွန်တော်တင်ပေးတဲ့ပုံစံကိုမသိဘဲနဲ့ရန်စံပြီးတင်တဲ့တက်မိခဲ့တယ်ဆိုလို့ရှိရင်လိုချင်တဲ့ပုံစံနဲ့ကျွန်တော်ပေးတဲ့ပုံစံကမကပ်ညီတဲ့အခါမှာတင်တဲ့ချင်းဆုံးရှုံးရတာမျိုးတွေမရှိရလေအောင်မလို့မို့တင်တဲ့မတက်ခင်မှာအရင်ဆုံးကျွန်တော်ရဲ့ဇကာ YouTube ဆိုတဲ့ channel မှာအရင်ဆုံးသွားပြီးတော့လေ့လာပေးစီလိုပါတယ်ဒါဘာကြောင့်လဲဆိုလို့ရှိရင် လိုချင်တဲ့ပုံစံနဲ့ကျွန်တော်ပေးနေတဲ့ပုံစံနဲ့ကညီမှသာတက်စီခြင်းတဲ့အကြောင်းပဲဖြစ်ပါတယ်။ပြန်ပြန်အပြင်ဆိုလို့ရှိရင်ကျွန်တော်တို့လေးလာချိန်ကတလလောက်အချိန်ရပါသေးတယ်။ကျွန်တော်ရဲ့ YouTube channel ထဲမှာစဲသိနေအခါမဲ့ကားပြင်သင်ခန်းစာများဆိုတဲ့ playlist ကိုတွားပြီးတော့တေချာလေးလာလို့ရပါသေးတယ်။လေးလာချိန်ကတလပတ်ဝန်းကျင်တော့ကျွန်တော်တို့လိုပါသေးတယ်။ကျွန်တော်တင်ပေးမဲ့ ပုံစံသင်္นานကာလနဲ့သင်္นานကြီးတွေနဲ့ပတ်သက်ပြီးတော့တစ်ဆက်တည်းပြောပြရမယ်ဆိုလို့ရှိရင်တော့ပင်ပေးမဲ့ပုံစံကတော့ Telegram group တွေ Facebook group တွေမှာအထူးကထားပြီးတော့ကျွန်တော်ဗီဒီယိုတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်။ဒါကလည်းတရက်စာကိုတရက်တင်ပေးမှာပဲဖြစ်ပါတယ်။သေချာလေ့လာဖို့လိုတဲ့အခါတွေမှာဆိုလို့ရှိရင်တရက်ကိုတပုတ်နှုံနဲ့ဖြစ်နိုင်တယ်လို့အကဲ၍နားထောင်ရုံဒါမှမဟုတ်လို့ရှိရင်တစ်ခေါက်ကြည့်ုံနဲ့သိနိုင်တော့တဲ့အရာတွေမှာဆိုလို့ရှိရင်လည်းတရက်ကိုနှစ်ပုတ်ဒါမှမဟုတ်လို့ရှိရင်သုံးပုတ်စသည်ဖြစ်နိုင်ပါတယ်။ ဗီဒီယိုအကုန်လုံးကိုတော့ကျွန်တော်တခါတည်းကရူထဲမှာတင်ပေးထားမှမျိုးမဟုတ်ပါဘူး။ဒါဘာကြောင့်လဲဆိုလို့ချင်းအခြေခံကနေစပြီးတော့စနေတကျသိစေချင်တာသေချာလုပ်ဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရည်ရွယ်ထားတဲ့အတိုင်းပဲလိုအပ်မှသာကျွန်တော်အနေနဲ့တရက်ကိုနှစ်ပုတ်သုံးပုတ်တင်ပေးမှပဲဖြစ်ပါတယ်။သင်တဲ့ကာလကိုတော့ကျွန်တော်တို့နှစ်လခွဲသတ်မှတ်ထားပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ upgrade ဖြစ်တဲ့အရာတိုင်းကိုတော့ထပ်ပြီးဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့် lifetime လို့ခေါ်တဲ့တသက်စာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှန်ကန်ပါမယ်ဥပမာအပြင်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လက်ရှိပြုပြင်နေရတဲ့ဥရောပကားတွေနဲ့ပတ်သက်တဲ့ setting အမျိုးမျိုးချိန်နည်းတွေကိုကျွန်တော်ပြောပြချင်တဲ့အခါတွေမှာဆိုလို့ရှိရင်ဒီ group ထဲမှာအဓိကထားပြီးတော့ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်သင်တန်းချင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဆုံးအခုဖွင့်မဲ့သင်တန်းမှာသင်တန်းချင်းတသိန်းနဲ့9000ကျပ်တက်မှတ်ထားတာပဲဖြစ်ပါတယ်ဒါကလည်း ကျွန်တော်ကိုတီထားပြီးတော့သင်တဲ့ဖွင့်မှုရာအတွက်တိုက်တွန်းနေတဲ့လူတွေကိုပြီးလို့ရှိရင်ကျွန်တော်ရဲ့ YouTube မှာစပြီးတဲ့အချိန်ကလေးကနေစပြီးတော့တောက်လျှောက်အားပေးလာခဲ့ကြတဲ့လူတွေကိုရည်ရွယ်ပြီးတော့ဖွင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်တသိန်းနဲ့၅တောင်းချက်သတ်မှတ်ထားတာပဲဖြစ်ပါတယ်ဒီပမာဏကနောက်အပတ်စဉ်တွေမှာတော့ကျွန်တော်တို့ရနိုင်တော့မှာမဟုတ်ပါဘူးလူဦးရေကလည်းကျွန်တော်တို့နောက်အပတ်စဉ်တွေမှာဆိုလို့ရှိရင်တော့ တင်နနာဥယေကို30ကိုသာတက်မှတ်ထားတာပဲဖြစ်ပါတယ်အကယ်၍30ကျော်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆက်ပြီးတော့လက်ခံတော့မှာမဟုတ်ပါဘူးဒါက YouTube channel နဲ့ Facebook page တို့ကိုအစဉ်တရအပေးလိုက်ခဲ့ကြတဲ့ညီကိုများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့သင်တန်းနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးတော့စင်းပေးခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့သင်ပေးသွင်းလို့ရနိုင်မှာဖြစ်ပြီးတော့ကျွန်တော်တို့နိုဝင်ဘာလ20ရက်နေ့ကနေစပြီးတော့မှပါသင်တန်းကြီးအပ်နိုင်နိုင်မှာပဲဖြစ်ပါတယ်။ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ မလေးရှားနိုင်ငံထိုင်းနိုင်ငံမြန်မာနိုင်ငံစတဲ့နိုင်ငံတီးတီးမှာရှိနေတဲ့ညီကိုတွေကနေပြီးတော့သင်္นานအပ်ဖို့ရအတွက်ပြောကြားထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီညီကိုတွေသင်္นานအပ်လို့ရနိုင်အောင်ကျွန်တော်တို့တခါတည်းပြင်ဆင်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်အနေနဲ့တခါတည်းလက်မခံနိုင်နေတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်သင်္นานကြီးတွေလက်ခံတဲ့အချိန်ကိုလည်းပဲပြန်ပြီးတော့ကြီးညာပေးပါမယ်